ဒီတစ်ခါတော့အဲကျွန်တော်ကိုစပိုင်နဲ့မချောစုခင်ဆိုထားတဲ့ဒါအချက်လားအချက်လေးပေါ့နော်သူ AB အဒီပိုက်ရဲ့နော်ရှင်းပြဒါလိုတောင်ပါကျွန်တော်ခေါ်တော့ break bike ကိုခေါ်တာနော်ဒါတို့ရတော့တမျိုးခေါ်တယ်ဒါစံစံဟောင်းသွား โอเคဟုတ်ပါတယ်အဲ့တော့အမှန်လေးကိုရေကျွန်တော်ကြာကျွန်တော်အမှန်လေးသာဟောကျွန်တော်ကျွန်တော်ထင်မြင်ယူဆချက်ကိုရေကျွန်တော်ပြောပြမှာเนาะတော် brand မှာ inagi ရေဒါဟိုဟာမွေးကြီးက AG ပေါ့เนาะအဲ့တော့ဒိုကြီးပေါ့အဲ့ဒိုကြီးပေါ့ကျွန်တော်ကစီနဲ့ရေးရတဲ့ဆိုပေါ့เนาะဒိုကရေဆိုထာကြီးလို့ဆိုပြောင်းသွားရအောင်ဒါမှကျွန်တော်တိရပို့လောဥမာသဘောတရားအတူတူပဲဒီ၄ပါး၄ပါးတစ်ဖက်ကအာ ตั้วနေတယ်ဆိုလိုချင်တာပဲအဲ့ဒါ do you turn on the fa so na fa so na မှာ so 7နောက်တစ်ခေါက်အမှာ fa so နော်ညာဘက်ကဆိုပြောင်းသွားတယ်ဘယ်ဘက်က fa မှာပဲကြံခဲ့တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့အခေါ်ရတော့ so 7ပေါ့အဲဒါပေမဲ့လွယ်အောင်ရေးတာကြတော့ဟိုမှာရေးထားတာကျွန်တော်ရေးထားတာကြီးတာကျွန်တော်ရေးရတယ်ကျွန်တော်အောက်ဆုံးအောက်ဆုံးဖွဲ့

ပြင်ဆိုရဲဘေးဆိုဒီကံလာပြီးလို့ရှိရင်ဒုတိယမှာမီမိုင်နာ7မှာကျတော့ဘယ်ဘက်ကဘေးသာပဲပြောင်းလိုက်ရောပဲညာဘက်ကပြောင်းမပြောင်းနဲ့အဲ့ဒါဆိုမီမိုင်နာ7ဖြစ်သွားတယ်နော်ဘယ်ဘက်ကမီမီဘေးဆိုဒီ ီးရနော်အာကျွန်တော်ကျွန်တော်ကျွန်တော်ပြင်လိုက်တယ်ဆယ်ဗန်ကြီးရပို့ဆင်ပြလိုက်ဆယ်ဗန်ဆယ်ဗန်တော့ပေါ့ချစ်တော်တော်များများမှာကောက်လေးတွေကိုချိုးအရန်ချိုးပြီးတော့ပြုတ်ပြောင်းပြောင်းပြောင်းကြီးဖြစ်စေခြင်းရယ်မိုင်းနာတွေမှာ70အဲမီတာတွေမှာ at at 9ထည့်ကြည့်လို့ရှိရင်တော်တော်လေးနောက်ထောင်ကောင်းပါတယ်ကျွန်တော်တို့ကပြင်မှာ reminder လို့ဝင်ထားရင်က70ထည့်ရည်ပြီးတယ်အဲ တော့ပူပြော့နေတာပေါ့နော်ပြော့ချူချူတတဖြစ်တယ်ပေါ့ချင်းနဲ့ပူလိုက်တော့ပေါ့ပြန်သားနော်သူရင်ချောင်းလုံးစေရေရင်များဒါအဲ့နိုင်ကြီးလာအော်ရီထက်လိုက်ရင်အဲ့နိုင်ဖြစ်တော့ဒါယူရောဘူးကွယ်အမထာကြီးကိုရောက်တော့ငွေကြီးက A ဆိုတော့ထာဆိုတော့ထာကြီးကိုသွားမှာဆိုတော့ဒကြီးကြီးကိုသွားမှာပေါ့အဲ့ အဲ့ဒါဒါလေးဖာဆိုပဲခုနတိုင်းပဲခုန၄ဘာမှစတဲ့အတိုင်းပဲအဲ့ဒါအတူတူပဲနော်ဖာဖာညာဘက်ကဆိုပြောင်းမယ်ညာဘက်ကဖာမှညာနေမယ်နောက်တော့နောက်တစ်ပါးလည်းအတူတူပဲအဲ့ဒါအတူတူပဲနှစ်ပါးပုံစံအတူတူပဲကြီးပဲပြောင်းသွားတာအဲ့တော့ထာထာကောထာကြီးရဲ့ထာကောအဲ့တော့ G G ဆိုတော့ F ဖြစ်မှာပေါ့ရောင်းပြီးနေအကြည့်ရတော့ပြောင်းပါပြောအဲ့ဒါဘာလို့နော်မျောပြီးတော့ယမီ7เนาะ G key ရဲ့မီ7ဆိုတော့ B B7 အဲ့အဲ့ဒါအဲ့ကောင်က24မြန်မာလေးဆိုတော့ကသူကသူ့ရဲ့ဌာနီရဲ့လား ခါကြီးလာတော့ဂျီကြီးလာအေးပေါ့ပြီးတော့မှတော့ဒါအဲ့ကိုကြည့်ကြအောင်ပါနော်အဲ့တော့အဲ့ဒီ၄ပါးပြန်ကြည့်ကြမယ်ထာကြည့်ရတယ်စရတယ်၄ပါးခွဲပေါ့၄ပါးခွဲပေါ့အင်း ီးပြန်သွားတယ်။ဒိုကြီးပြန်သွားပြီနော်။ဒိုကြီးတော့အေးပြီပေါ့။ဒါပဲ။ကျွန်တော်အဲ့ဒါအစားဆုံးခေါ်ပြီးပြန်မယ်။ ောက်အောင်နော်โอเคဒါဆိုသဘောပေါက်မှာဒီမှာနော်အဲ့တော့တူကလေဟို251 251လေးတော့တော်တော်ဒီဒီ key chain ထားကြီးရဲ့ key chain key chain ရဲ့အဆုံးကအခု mi 7လို့ရေးထားတယ်လာမီဂျာမာလာမီဂျာလို့ရေးထားတဲ့ဟာဆိုတော့251ပဲဟိုဘက်ဟိုဘက် key ရဲ့တော့ကိုတွားရမယ် key ရဲ့2ရဲ့5ရဲ့ဟိုလောက်လိုက်တာပေါ့နော်အဲ့တော့မှ2 ကိုသွားရမယ့်ကြီးရဲ့2ရဲ့5ရဲ့သွားလိုက်လို့ရှင်ကိုသွားရမယ့်ကြီးရဲ့2ကိုကြာသွားမှာပေါ့ဒီဘက်ထဲမှာနှီးနေပြီမှာပေါ့နော်ကိုဥကတော့ကြီးကြီးထဲမှာနှီးနေတယ်မှန်တယ်ဒါပေမဲ့ဟိုနောက်တစ်ကြီးကိုနောက်တစ်ကြီးကိုကိုချိန်တော့မယ်ဆိုလို့ရှင် A ကြီးကိုချိန်တော့မယ်ဆို A ကြီးရဲ့2 5 1 2 5 1 A ကြီးရဲ့2 5 1ဒါဟုတ်လားဒါ B 5က E ပြီးလို့ရှင် A ကိုရောက်အဲ့တော့ဒါ A ကိုတော့အဲ့တော့ပါတယ်မှာကြီးနော်တလုံးနဲ့ရင်းရေ A ကိုတော့ ောက်နေတဲ့ကဏ္ဍမှာဆိုရင်ဒါတော့တစ်ချိန်မှာမူတည်ပြီးတော့ minor re reminder ဆိုဒိုတီလို့ရတယ်လို့ re minor ဆိုဒိုတီတီတီဒါတော့တစ်ချိန်မှာမူတည်ရဲ့ကိုယ့်ရဲ့အဲဗန်နီမှုပုံမူတည်ပြီးတော့အဆင်ပြေလို့တုံးတုံးလို့ရပါတယ်အာတဘောကတော့ဒီလိုဒီနည်းနည်းလေးတန်တန်လေးအဲ့လိုပြောရတော့2512ချိန်ထားတာအဲအဲ့လိုမျိုးကလည်းသွားတာပေါ့နော်